မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ18ရက်နေ့ဟွာတဝမ်းမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်တင်ဆက်ပေးလိုတဲ့သတင်းတွေကတော့ပြည်ထိုင်နိုင်ငံသားအဖြစ်နှစ်20ဆောင်းဆိုင်ရမယ်ဆိုတဲ့သတင်းဂျပန်ကိုခီးမသွားရင်တရုတ်စိုးရကသတိပေးတယ်ဆိုတဲ့သတင်းတရုတ်ကမ်းရိုးတန်းဆောင်တင်မောအုပ်စုစူဇန်ဂါကူကျွန်းကိုဖျက်ဆီးနေပြီဆိုတဲ့သတင်းနဲ့ခရန်ကအိန္ဒိယစားတောက်ကုံများပေါ်အခွန်ပြန်လျှော့ပေးတယ်ဆိုတဲ့သတင်းတွေပဲဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းကတော့ ရိတ်နိုင်ငံသားအဖြစ်အနှစ်20စောင့်ဆိုင်းရမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကိုလုံဝင်းဆိုင်ရာဥပဒေအောက်ခြေသိမ်းပြောင်းလဲမှုအစီအစဉ်အရပြိတိန်နိုင်ငံဟာဒုက္ခသည်များတဲ့အကာအကွယ်ပေးမှုကိုတိတိတသားရှော့ချသွားမှာဖြစ်ကြောင်းငွေမာလ15ရက်နေ့မှာလီဘာပါတီကပြောကြားကြောင်းသိရပါတယ်။လက်ရာဆွေးများပေါ်ထောက်ခံမှုတုံလို့မြစ်တက်နေတဲ့ပုံမှန်မှုသောရှေ့ပြောင်းနေထိုင်မှုတွေနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်ကီယာစတာမာကကြီးမားသောဖိအားများနဲ့ဂျုံနီယာကျင်း၎င်းစီစဉ်ကိုကြီးညာခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ခလုံးခွင့်တောင်းခံသူတွေအတွက်ပြည်ထောင်ရဲ့ရွှေရောင်လက်မှတ်ကိုအဆုံးသတ်သွားပါမယ်လို့ပြည်ထောင်ဝန်ကြီးဌာနရှာဘာနာမမုတ်ကထုတ်ပြန်ချက်တရက်မှာဖော်ပြထားပါတယ်။လက်ရှိဒီတိုင်းမှာဒုက္ခသည်အဖြစ်အတိမတ်ပြုသားသူများဟာ၎င်းလက်မှတ်ကို၅နှစ်ကန်ဆောင်နေထိုင်ပြီးနောက်ပိုင်းမှာအချိန်ကန့်သတ်မရှိဆက်လက်နေထိုင်ခွင့်လျှောက်ထားနိုင်တယ်လို့နိုင်ငံသားဖြစ်ခွင့်လည်းလျှောက်ထားနိုင်တယ်လို့သိရပါတယ်။သို့ရမှာကြောင်းလက်ပြုပြင်မှုများလွတ်ဆောင်ပြီးပါကဒုက္ခသည်များအနေဖြင့်လာပေါင်း30ရာနေထိုင်နိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။ ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဂျပန်တို့ခင်းမသွားရန်တရုတ်စိုးရကအသိပေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဂျပန်တို့ခင်းမသွားရန်တရုတ်စိုးရက၎င်းတို့နိုင်ငံသားများကိုနိုဝင်ဘာလ14ရက်နေ့မှာအသိပေးထားကြောင်းသိရပါတယ်။ထိုင်ဝမ်ကိုတရုတ်ကအင်အားသုံးတိုက်ခိုက်ပါကစီးရီးယားတုံ့ပြန်ရန်လိုအပ်တယ်လို့ဂျပန်ဝန်ကြီးချုပ်စာနေကာရာအီချီကနိုဝင်ဘာလ9ရက်နေ့မှာဂျပန်ပါလီမန်မှာပြောဆိုခဲ့ပြီးနော်။နှစ်နိုင်ငံတန်တမာရေးရာအငင်းပွားမှုများမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့တရုတ်တန်ရုံး WeChat Sport မှာမကြာသေးမီကဂျပန်ကောင်းဆောင်များဟာထိုင်ဝမ်နဲ့ပတ်သက်ပြီးထင်ရှားသောရန်ဆောင်မှုများမှတ်ချက်ပေးခဲ့ရာပြည်သူလူထုအချင်းချင်းဆက်ဆံရေးအခြေအနေကိုအကြီးအကျယ်ထိခိုက်စေခဲ့တယ်လို့យေတာထားပါတယ်။ပြည်နိုင်ငံသားဝင်ကြီးဌာနကဂျပန်ရှိပြည်နိုင်ငံတန်ယုံနဲ့ကောင်းဆောင်ဝေယုံများဟာပြည်နိုင်ငံသားများမကြာမီကာလအတွင်းဂျပန်သို့ခီးသွားလာခြင်းကိုရှောင်ရှားရန်အလေးနက်အသိပေးတယ်လို့၎င်းရဲ့ post မှာយေတာထားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့ပြုတ်ကန်ယူရန်ဆောင်တင်မောအုပ်စု စံဃာသူကျွန်းစုကိုဖျက်ဆီးနေဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်ဝမ်နဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်ပြုပြောကြားမှုများကြောင့်ပေကျင်းကဂျပန်နဲ့တင်မာမှုများမြင့်တက်လာနေစဉ်မှာပြုတ်ကန်ရန်ဆောင်တင်မောအုပ်စုတစုဟာနိုဝင်ဘာလ16ရက်နေ့မှာစံဃာကူကျွန်းစုရေပြင်ကိုကင်းလဲ့ခဲ့ကြောင်းပြုတ်ကန်ရန်ဆောင်တပ်ကသတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဒီမိုကရေစီထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လာခဲ့ရင်တိုချိုကစင်ရီးယာတုံ့ပြန်မှုတွေရရှိလာနိုင်ကြောင်းဂျပန်ဝန်ကြီးချုပ် စာနာဧတကာအီချီကနိုဝင်ဘာလ9ရက်နေ့မှာလွှတ်တော်သို့ပြောကြားခဲ့ပြီးနောက်ပိုင်းမှာတရုတ်နဲ့ဂျပန်ကြားတနမန်ရေးရာအငင်းပေါင်းမှုများဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ပေကျင်းကိုဒေါသထက်စေခဲ့တဲ့ထို့သောမှတ်ချက်ပြုပြောကြားချက်များကိုမစ္စတာကာအီချီအနေဖြင့်တနည်းနည်းဖြင့်ပြန်လည်ရုပ်သိမ်းရန်မျှော်လင့်ကြောင်းတရုတ်ကအသိပေးထားပါတယ်။တရုတ်ကန်ယူရန်ဆောင်တက်1039တင်မောအိုစုဟာဒါယိုယုကျွန်းစုရေပိုင်နယ်တွင်ကင်းလည်ခဲ့ပါတယ်။၎င်းဟာ အခွင့်အရေးနဲ့အညီကျိုးစီးပွားများကိုထိမ့်သိမ့်ရန်အတွက်ပြုတ်ကမ်းရိုးတန်းဆောင်တက်ရဲ့ဥပဒေနဲ့ညီသောကင်းလဲမှုဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ပေကျင်းကဒိုင်အိုယူခေါ်ဂျပန်ကစန်ကာကူဟုအတုံးလုံးနဲ့ဂျပန်အုပ်စုရှိတဲ့ကျွန်းများတစ်ဝိုက်မှာပြုံးနဲ့ဂျပန်တို့အကြိမ်ကြိမ်ထိတ်တိုက်တွေ့မှုများဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ယခုကိစ္စနဲ့ပတ်သက်ပြီးမှတ်ချက်ပေးတောင်းဆိုမှုများကိုပေကျင်းရှိဂျပန်တန်ယုံကလက်တလုံးမှာပြန်လည်ဖြေကြားခြင်းမရှိဘူးလို့သိရပါတယ်။ နောက်ဆုံးပြပြပေးလို့တဲ့သတင်းပုတ်ကတော့ထရန့်ကအိန္ဒိယစားတောက်ကုများပေါ်အခွန်ပြန်လျှော့ပေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစားတောက်ကုများပေါ်အပြန်အလှန်အခွန်ကောက်ခံမှုစနစ်မှာကင်းလွတ်ခွင့်ပေးလိုက်ခြင်းကြောင့်အကျိုးရှိသူများတွင်အိန္ဒိယပုဂ္ဂိုလ်လုပ်ငန်းရှင်များပါဝင်ပြီး၎င်းတို့ဆောင်ချက်ဟာဝယ်လိုအားကျဆင်းသွားမှုကိုပြန်လည်မြင့်တက်လာရန်အထောက်အကူပြုနိုင်တယ်လို့လေးလာသူအချို့ကပြောခဲ့ပါတယ်။အမေရိကန်စားတောက်ကုဈေးနှုန်းများမြင့်တက်လာမှုပေါ်စားတောက်သူများရဲ့စိုးရိမ်ပူပန်မှုများ နှင့်တက်လာခြင်းကြောင့်အမေသာအပါဝင်အစားတောက်ထုတ်ကုန်200ကျော်ပေါ်မှာချမှတ်ထားတဲ့အခွန်များကိုတောက်ကြနေမှာထရန့်ကပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်အခွန်15မှ20ရာခိုင်နှုန်းသက်မှတ်ခံထားသော EU နဲ့ BNN ပစ္စည်းပိတ်သွင်းမှုများနဲ့မတူဘဲလက်ဖက်ရည်ကော်ဖီအခက်အမွေကြိုင်း TOC များတင်ပို့တဲ့အိန္ဒိယပို့ကုန်သမားများဟာပုံမထိခိုက်မှုများရှိခဲ့ပါတယ်အိန္ဒိယရဲ့ရုရှားရေနံဝယ်ယူမှုပေါ်ပြစ်ဒဏ်ခတ်တဲ့အော်ဂိုလာကစတင်ခဲ့တဲ့အခွန်25ရာခိုင်နှုန်းပါဝင်တဲ့ trend ကအိန္ဒိယကုန်ပစ္စည်းများပေါ်အခွန်90ရာခိုင်နှုန်းထိနှစ်ဆတိုးကောက်ခံခဲ့တာဖြစ်ပါတယ်။ American dollar 1.5 billion မှ3 billion ကြားရှိသောပို့ကုန်များဟာအခွန်ကျလွပေးမှုရဲ့အကျိုးကျေးဇူးကိုခံစားနိုင်မယ်လို့အိန္ဒိယပို့ကုန်ဖွဲ့စည်းများရဲ့ညွှန်ကြားမှုချုပ်အာဂျေးစာဟိုင်းကပြောကြားခဲ့ပါတယ်။ trend ရဲ့ထိုမင်းကြောင့် premium to view တမိုးမြင့်ထုတ်ကုန်များအတွက်နေရာလွန်များဖွင့်လှစ်ပေးတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။တမိုးမြင့်ကဏ္ဍများကို ပြောင်းလဲတင်ပို့သောပုဂ္ဂိုလ်လုပ်ငန်းရှင်များဟာဈေးနှုန်းဖိအားမှပုံမကောင်းမွန်စွာအကာအကွယ်ရမှာဖြစ်ပြီးမြင့်တက်လာသောစားသုံးသူဝယ်လိုအားကိုအသုံးချနိုင်မယ်လို့လဲဆိုပါရယ်ပြည်လုံခေများဟာလက်ရှိလှုပ်ဆောင်နေသောအမေရိကန်အိန္ဒိယကုန်သွယ်ဆင်းရဲပွဲများအတွက်ပြည်သူ့ရောဆောင်သောအချက်ပြမှုတရဖြစ်ပြီးယခုနှစ်အခွင့်အတိုးမြင့်မှုကြောင့်ဖြစ်ပေါ်လာသောပုဂ္ဂိုလ်ဖိအားကိုရှော့ချပေးနိုင်သောကိုယ်တော်ရင်းနဲ့လေယာထွက်ကုန်မူဝါဒမှာပါဝင်သောအရာရှိများကပြောကြားခဲ့တယ်လို့သိရပါတယ် အခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့ကမ္ဘာတဝန်းမှာရှိတဲ့ထူးခြားတဲ့သတင်းအချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမရှင်းလန်းကြပါစေခင်ဗျာ။